အရာရာပြည်စုံတယ်လို့ထင်ကြေးပေးခံခဲ့ရပေမဲ့လည်း Miss Grand International မှာအရွေးချယ်ခြင်းမခံခဲ့ရတဲ့ JK Sophia ကပြည်ထက်ကြီးတို့မြန်မာနိုင်ငံရဲ့ဂုံကိုဆောင်ပေးနိုင်တဲ့တခုတည်းသောအကြောင်းပြချက်အနေနဲ့ကတော့မြန်မာနိုင်ငံကိုစားပြုအနေနဲ့နိုင်ငံတကာမှာအလှမဲ့တယောက်အဖြစ်ဝင်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်အလှမဲ့ပြိုင်ပွဲမှာတော့ Miss Grand မြန်မာပြိုင်ပွဲအတွင်းမှာဘီလေးလုံးနဲ့ကိုက်ညီပြီးပြီးခဲ့တဲ့နှစ်ကတဲတဲထက်ကိုပိုပြီးတော်နေခဲ့တာဆိုတဲ့အကြောင်းပြချက်ကြောင့် JK Sophia တယောက်မြန်မာကိုစားပြုအလှမဲ့တယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဂျီဂီတယောက်နိုင်ငံတကာမှာသူမရဲ့အရေးအချင်းအပြည့်အဝကိုချပြပြီးအကောင်းဆုံးရှင်ပြိုင်ခဲ့ပေမဲ့တော20မှာတောင်မပါဘဲပြုတ်ကျကျန်ခဲ့ရပြီပဲဖြစ်ပါတယ်။ဒါကြောင့်ပဲမြန်မာပြည်သက်တွေစီကပံမိုးမှုကိုအပြည့်အဝသိမ့်ပိုက်ထားနိုင်ခဲ့တဲ့ဂျီဂီကအားလုံးရဲ့ချစ်ချင်းတွေနဲ့အားပေးခြင်းတွေကိုပင်မရချိုးမနှက်အောင်လုပ်ခဲ့မိတယ်လို့ဖြစ်သွားပြီဆိုပြီးသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတောင်းပန်စကားပြောလာခဲ့ပါတော့တယ်။သူမအနေနဲ့ကတော့အင်မတန်မှလှပလုံးနဲ့ကိုကြီးကိုသွေးကိုပိုင်းဆိုင်ထားခဲ့ပေမဲ့လင်းဘက်က first era မှာလိုအပ်ချက်တွေရှိသွားခဲ့တဲ့ဆိုပြီးတော့လဲချပြလာခဲ့ပါတယ် သူမအနေနဲ့ကတော့ Top 20တဲကိုမဝင်ခဲ့ပေမဲ့လည်းပါဝင်သွားတဲ့အလှမယ်တွေအားလုံးကိုစက်ပြီးဝင်ရနေအောင်မှာဆိုတဲ့အကြောင်းကိုပြောလာခဲ့တာမို့လို့ပရိသတ်တွေကြားထဲမှာအတော်လေးကိုပြောစရာဖြစ်နေခဲ့ပါတော့တယ်။ဆိုတော့ပရိသတ်ကြီးတို့ရော GK ရဲ့စူးစမ်းအထောက်အမှုတွေနဲ့ပတ်သက်ပြီးဘယ်လိုများထင်မြင်ကြလဲဆိုတာကိုပြောပြပေးသွားကြပါအောင်ဗျာ။